ကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကြောက်ပတောင်မြို့နယ်ပုပ္ပါတောင်မာကြီးရဲ့အရှိပဲ။တာယာအေးကျန်းသောပြင်မကြီးရွာမင်္ဂလာဓာတုကျောက်စိမ့်စီဒီမှာယခုညအချိန်ခါသမယမှာအဲထူးထူးဆန်းဆန်းကောင်းကင်မှာအရောင်တွေလည်းတွေ့တယ်။အတန်တွေလည်းကြားတာဖြစ်တဲ့အတွက်ကျွန်တော်ကြောက်ထက်စီဒီကိုကျွန်တော်ဆရာတော်ဦးရစိန်နာနဲ့ရမ်းမိရပါမြလားပုံမြောင်ကြည့်ညိုတဲ့အချိန်မှာအိုးတော့ရှေးဟောင်းအိုးတော်လုံးတွေ့ပါတယ်။အဲရှေးဟောင်းအိုးထဲမှာတော့ဓာတ်တော်ဟုယူဆရတဲ့အလုံးတွေအများကြီးတွေ့ပါတယ်ပေါ့နော်။အဲဒီအိုးမှာထူးဆန်းတာပတ်ပတ်လည်မှာကြီးတန်မှုလေးတွေပါနေတယ်ရှေးဟောင်းအိုးတော်လုံးဖြစ်နေပါတယ်။ ဒါကျွန်တော်တို့မြေကြီးတွေကတူးရတာမဟုတ်ပါဘူးဒီတိုင်ကျွန်တော်တို့ဒီကြောက်ထက်စီစီရဲ့အနောက်ဘက်မှာအဲ့ဒီနားလေးမှာအိုးလိုက်ကြီးတွေ့နေတာဖြစ်တဲ့အတွက်ခွနဲ့သားသမီးတွေအကြံဉာဏ်ပေးလို့ရအောင်ကျွန်တော်ခုလိုပြပေးတာဖြစ်ပါတယ်နော်အဲကျွန်တော်တို့ဆိုလေဒီနေ့မနေ့ကပဲပွဲတွေပြီးတဲ့အတွက်ဒီနေ့ကျွန်တော်တို့တရွာလုံးတည်တယ်ဥအောင်တို့အဲဗိမာန်ကြီးတွေကဘဲမှောက်ကိုကျွန်တော်လည်းမသွားဘူးကျွန်တော်လည်းဘဲမှမသွားဘူးကျွန်တော်လူလေးလည်းဘဲမှမသွားဘူးအခုဒီအိုးနဲ့ကျွန်တော်တို့ဒီအလုံးတွေကိုကျွန်တော်တို့မကြည့်တဲ့အချိန်မှာအချိန်ငါးဘိတ်သားအချိန်၁၀လောက်အလေးချိန်ရှိအောင်တွေ့ရပါတယ်ဘယ်နဲ့ပါဘယ်နဲ့ဒီဘိတ်သားတော်တော် လုံးလုံးဖူးမြော်ကြည့်အောင်ဦးစင်းဟိုပါလေနမောတတရွတ်ဆိုပြီးဦးစင်းဖူးမြော်လိုက်ပါအောင်ကောင်းတာတော့ကောင်းတဲ့တောက်တိတ်နေပြီတော့တပြီတော့လဲပါတော့တပြီတော့မြော်တတ်နမောတတဆိုပါတဲ့ထိုင်လိုက်ထိုင်လိုက်ဒါကိုရအတွက်တအားကောင်းတဲ့အတိတ်နေမယ်နမော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  Tuyệt đối tất cả những con lít dòng phía. Tuyệt đối tất cả những con phía. ఉపగ్రహాగిసామి ఇయమి గమనగిసామి ఇయమి దగ్రహాగిసామి తదియమి ఉపగ్రహాగిసామి తదియమి గమనగిసామి తదియమి దగ్రహాగిసామి ఉదయ య లోసం యాసోనే మిత్త పోలయా ఉపాయ మే కి సింహే నీ గావాజే

一千万的中央银行债券，三大股金的黄五百元被更新为零点黄金。一千万的中央银行债券，三大股金的黄金，五百元被新为零点黄金。零点黄金，零点黄金，零点被更新为零点黄金。零点如今，零点零点黄金。哒哒 ဥစဉ်ခုဘယ်နိုင်ထိုးပြီလားခင်ဗျာဘယ်နိုင်ထိုးပြီလဲဟမ်ပြောင်းကြည့်ကြပါဦး။7950 7950ပါ။ကျွန်တော်တို့မန်လေးတိုင်းဒေသကြီးညောင်ခဲကြောက်ပောင်းမြို့နယ်ပုပ္ပတောင်မာကြီးအရှိဘက်သာယာရေးချမ်းတော်ပြင်မကြီးရွာမင်္ဂလာဓာတုကြောက်စင်းစီကြီးသာသနာပြုနယ်မြေကြီးမှာရှေးအောင်ကြောက်ထက်စီဒီခေါ်ကြောက်စင်းစီဒီမှာကျွန်တော်တို့ဒီဖရားရဲ့ပရဘုံအတွက်နဲ့မှာအယောင်တော်ကြီးခဏခဏထွက်တယ်ထွက်တယ်လို့ပြောတယ်ပြောပြီးတော့ကျွန်တော်တို့2025ခုနှစ်မက်လ28ရက်နေ့ နေ့လယ်12:50မိနစ်မြန်မာနိုင်ငံအတွက်မှလှုပ်ခတ်ခဲ့တဲ့အင်အားရစ်ချာဂျာစကီခွန်ဒသမခွန်အဆင့်ရှိတဲ့ငလေးကြီးနဲ့ပတ်သက်ပြီးတော့မှတ်တမ်းပြုစုရမှာနောက်တစ်ခါတော့ဖော်ပြချက်တွေဖော်ပြရမှာရည်ညွှန်းပြောဆိုရမှာ တူညီလွယ်ကူစေရအတွက်မန္တလေးငလေးကြီးဟုသတ်မှတ်ခေါ်ဝေါ်သုံးဆဲသွားမှာ ဖြစ်ကြောင်းဒါအတိပေးထုတ်ပြန်အပ်ပါတယ် ဲမီဒီယာများအနေနဲ့ကလည်းဒီငလေးကြီးဟိုရင်းညွန့်ခေါ်ဝေါ်တုံးဆွဲတရင်ရေးသားမှာမန္တလေးငလေးကြီးလို့ရေးသားပေးကြဖို့ပြတ်တာရက်ခံတော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မန္တလေးငလေးကြီးဟုခေါ်ဝေါ်တုံးဆွဲမီမလ28ရက်မြန်မာစံတော်ချိန် မွန်လွဲ10နှစ်နာရီ90မိနစ်ကစကိုင်းမြို့နဲ့မန္တလေးမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ခொနှစ်တက်သမခွန်နေရတာစကေးရှိငလင်ကိုမန္တလေးငလင်ကြီးလိုခေါ်ဝေါ်တုံးဆွဲသွားမယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။ မှတ်တမ်းပြုစုတာဖော်ပြချက်တွေဖော်ပြတာရည်ညွှန်းပြောဆိုတာစတာတွေမှာတူညီလွယ်ကူစေဖို့အတွက်အခုလိုတတ်မှတ်တာလို့ဆိုပါရယ်မီဒီယာတွေမှာလည်းအခုလိုတတ်မှတ်ခေါ်ဝေါ်တဲ့အတိုင်းဖော်ပြကြရမယ်လို့လည်းပြောပါရယ်မန္တလေးငလင်ကြီးဟာပြည်အား9နှစ်သက်သမောက်ကိုအဆင့်ရှိ1912မေမြန်ငလင်နောက်ပိုင်းဖြစ်ပေါ်တဲ့အကြီးဆုံးငလင်ဖြစ်ပါရယ်မြန်မာတမိုင်းမှာ1930ပကူးငလင်ပြီးရင်တေဆုံးသူအများဆုံးငလင်ဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်